အစောဘာသာနောက်ဆွဲချတာလားအလုံးမဲ့မင်္ဂလာပါပရလောကနာနာဘဝတရားစီနဲ့ပတ်သက်ပြီးတော့အစမပြတ်ဆောင်တဲ့ချီရှူအားပေးတယ်ကျွန်တော်ရဲ့ညီကောင်မတော်မှတယောက်ချင်းနိုင်ကိုကျေးဇူးတင်ပါတယ်ဗျဒီလိုကြီးကတော့ အဲသူတို့ဘာသာစကားနားလည်ရင်တော့ဒီအင်းကြီးကိုဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတော့မသိရလိမ့်မယ်ဘောနော်နားမလဲတော့ဒါရမသိရအောင်ဒါပေမဲ့အင်းကတော့ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ဘာဖြစ်လို့ဆိုအင်းထဲမှာမိဘကအဆုံရှိတယ်ဒီမဲ့ကပန်းတာသူ့ရွေးရပုံတောင်ပေါ့ဒါပေမဲ့အင်းကအပြားကြီးလိုက်တဲ့အခါမှာတော်ကြီးပုံနေပြီဆုံးဖြတ်ထားခဲ့တာလည်းကြားပြီဘောနော်ချောက်တာလည်းတော်တော်ကြမ်းတယ်အင်းကြီးကမှမိုင်းနေတယ်သူကျွန်တော်တွက်ကြည့်လိုက်အောင် OK，let's、okay, go <S 来。来两千五百位的哥姐，帮我们左下角帮我们大力的公开分享一下，右下角帮我们刷赞刷爱心，有。啊 အင်းကြီးကဘာကြောင့်သူတို့ဒီအရင်ဆုံးပြခဲ့တာလဲနော်ဖုန်းလေးဆိုတော့ကျုံဖုန်းလေးရေခဲ့တာအရင်ဆုံးပြထားခဲ့တာသူတို့ဘာကြောင့်ကြောင့်ဒီဒီမဖြစ်ခဲ့ဖြစ်ခဲ့တာလဲဆိုတော့မသိရတော့အမှန်ဒီကဝိုင်းရာအမှန်ဒီကဝိုင်းရောအဲ့ကိုချစ်ဖတ်စစ်အမှန်တင်အင်းကလူနေတဲ့ပုံတော့ပေါက်တယ်အဲထဲမှာတော်တော်လေးကို တန်းတန်းချင်းချင်းတော့ရှိတယ်ပါဘယ်ရင်ကြည့်လိုက်တဲ့ခါကျရင်အိမ်ရတော်တော်လေးအိုနေပြီတော်တော်လေးပြက်စီးနေပြီပေါ့နော် 化妆可以选。这句话，阿、啊、妈，阿、啊、妈太久没有化妆了。哎、啊，抹的眼，哎、啊，你你用的抹的眼喏。啊

တော့ဟာအမျိုးကျိုးဆရာတပည့်ကြီးတွားလိလာနေတဲ့အတိုက်ကလည်းအလိုပဲအရင်လျှောက်တာကြားလို့ပေါ့နော်တချို့အခန်းထဲမှာဆိုရင်ပစ္စည်းဘာမှမရှိဘူးဘိုင်းမဲထားဖြစ်ခဲ့တာပေါ့နော်အခန်းထဲမှာဆိုပစ္စည်းတွေအများကြီးအဝတ်တွေရောဗီဒီယိုတွေအားကြီးပေါ့နော်အဲ့ဒါတို့ဒီတဲ့ဒီဒီအင်ကြီးလည်းအဲ့လိုပဲလားပေါ့နော် လူတွေမနေနဲ့တော့အောင်၆လူများဒီလိုမျိုးပြီပေါ်ကပစ္စည်းတွေများထားပစ်ခဲ့တာလားပေါ့နော်ဘာမှမယူဝဲနဲ့ဆုံးပစ်ခဲ့တာလားပေါ့ကားရှိမှရက်နေတယ်နော် အရှိမရဘင်းရမသိရင်ဂျုံနေတဲ့အတိုင်းပဲနော်ထဲမှာတော့ဘာငါတို့ရေခဲ့တတာတွေရောဥပပကဏ္ဍရာစာရှိတည်တယ်ဗျอืมอืม 小姐姐，拍死我！唔敢，我叫你阿妈，我唔敢，我叫你阿妈。小姐姐，拍死！ 那我说一下了啊！那我来说一下了啦。 ဘာရှိမှရက်နေကံတကားတော့နေတာမဟုတ်ပဲတကားပြောလို့ဆိုရင်ဒီဒီနေပုံစံပေါ့နော်ကျွန်တော်တို့ခုနဲ့ဘာသာဘာသာတကားကလူကြီးနေပုံစံတွန်းတဲ့ပုံစံလူကြီးနေပုံစံတော့ ကနေလာတကားကြီးကပြတ်နေပြီပြန်ကြည့်တော့အင်းတော်တော်ကြီးအုံနေပြီနော်တော်ကြာနေအားလုံးမင်္ဂလာပါဒီကိုလေးကတော့ ကျွန်တော်တို့လည်းသူဘာသာစကားကိုသူပြောတော့လည်းနားမနေပေါ့နော်ဆိုတော့နားလိုက်ရလို့ရှိရင်တော့ဘာကြောင့်ဒီအင်းကြီးမှာဘာတွေဖြစ်ပျက်ခဲ့တာလဲနောက်ပြီးဒီအင်းကြီးဘယ်လိုမျိုးဘာကြောင့်ကြောင့်ပစ္စည်းဘာမှမယူပါဘဲနဲ့ဆုံးပြခဲ့တာလဲဆိုတော့ကျွန်တော်သိရမှာပေါ့နော်ကျွန်တော်နောက်ထပ်ပြီးဝင်မှာပြန်တွေ့ကြမှာဗျာ